အားလုံးပဲမင်္ဂလာပါခင်ဗျာ။ The Morning Show News ကပြန်လဲကြိုဆိုလိုက်ပါရယ်။အခုတင်ပြပေးမှာကတော့လာမယ့်ရွေးကောက်ပွဲမှာပါဝင်လာကြမယ့်ပါတီတွေရဲ့အခြေအနေနဲ့ရွေးကောက်ပွဲအပြီးမှာဖြစ်ပေါ်လာနိုင်တဲ့အခင်းအကျင်းတွေနဲ့ပတ်သက်လို့အော်စီကကိုစီဝါရဲ့တုံ့တက်ပြောကြားချက်ကိုပြန်လဲတင်ပြပေးလိုက်ရပါရယ်ခင်ဗျာ။ဗမာပြည်မှာအခုဖြစ်နေရကြားတာတော့ ပြီးခဲ့တဲ့နှစ်က Peace Forum လုပ်သွားတာသိရတယ်နော်ကောင်းပါတယ်ဟိုစာလိုမျိုး engage လုပ်တာပေါ့နော်နောက်ပြီးတော့ NLD ကနေပြီးတော့ဆန္ဒမင်းတို့ဘာတို့ကိုလည်းဖိတ်ပြီးတော့နော်အမ်ဟိုတက်ရောက်စီတာကိုတွေ့ရတယ်ဒီလိုမျိုးများများပါလေကောင်းလေပါနော်ဟိုစာဟိုညညသိင်းကြီးလည်းတွေ့လိုက်တယ်နောက်ပြီးတော့ဟိုဒီ usual crowd ပေါ့နော်ဒီဟိုစာဒေါက်တာအေးမောင်တို့ဘာတို့ တော်တသက်ခိုင်တို့ဒါတွေလည်းတွေးလိုက်တယ်ဆိုတော့ကောင်းပါရဲ့ကိုယ်မြင်ပါတော့နော်ဆိုတော့ဒီနေ့ကုန်မှာတော့ election อ่ะသူတို့မဖြစ်မနေသူတို့ပြီးအောင်เนาะပြီးသွားအောင်လုပ်လိမ့်မယ်လို့ယူဆပါတယ်เนาะ election ပြီးသွားတော့လဲเนาะဒီ election ကိုသွားမဲ့ အခင်းချင်းကဘယ်လိုမျိုးဖြစ်မလဲဆိုတာနည်းနည်းစိတ်ဝင်စားဖို့ကောင်းနေတယ်။ဘာဖြစ်လို့လဲဆိုတော့ election ဆိုတာ election ပြီးလို့ရှိရင် election တစ်ခုတည်းနဲ့ပြီးမှာမဟုတ်ဘူး။ဒီ election ပြီးလို့ရှိရင် power ကို transfer လုပ်ရမှာ။ ခုလက်ရှိအစိုးရအာဏာကိုအစိုးရအစ်စ်ကိုလွှဲပြောင်းပေးရမယ်။အဲ့ခါကျရင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့ဘယ်လိုမျိုး transform လုပ်မလဲ။သူ့ကိုယ်သူဘယ်လိုမျိုး transform လုပ်ပြီးတော့နောက်တက်မဲ့အစိုးရမှာဘယ်လိုဃာနာအနေပြန်ပါလာမလဲဆိုတာရန်စိတ်ဝင်စားဖို့ကောင်းပါတယ်။နော်။ရန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ကိုယ့်အမြင်မှာတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့တော့တမရောအာဏာကိုဆက်ပြီးတော့မကင်ထားလို့ရှိရင်အနေအများရတယ်လို့ထင်ပါတယ်။နော်။ ါတို့အနေနဲ့တနီးမဟုတ်တနီးဆက်ကင်ထားရမယ်သဘောမှရှိပါတယ်မိမိတော်ကိုယ်တိုင်တော်၎င်းเนาะသူကိုယ်တိုင်တော်၎င်းသူ့ရဲ့ယုံကြည်စိတ်ချရတဲ့เนาะတိဆူစီရှင်ဆူရှင်အဲ့လိုတပည့်မျိုးရတော်၎င်းဆက်ကင်ထားပြီးနောက်9နှစ်လောက်ဒီချာချာနေအောင်ဆက်ကင်ထားမယ်လူမျိုးရှိမှသူ့အနေနဲ့ transform လုပ်လို့ရမယ်အနေထားမှာဖြစ်နေပါတယ်เนาะဖြစ်နေပါတယ်ဖြစ်နေပါတယ်အဲ့လိုအဲ့လိုလေးရှိပါတယ်เนาะ တင်နိုင်တာတွေကတော့မျိုးစုံပါပဲเนาะမျိုးစုံတွေပါပဲနောက်ပြီးတော့ तू transform လောက်တာ तू တကိုရေတကာရတဲ့နဲ့လှုပ်သွားတာအကြောင်းမဟုတ်သူချုပ်ကို तू ဘယ်လိုလှုပ်မှာလဲအဲ့ဒါကလည်းစိတ်ဝင်စားဖို့အကောင်းနေပါတယ်เนาะသူချုပ်မင်းနာတော့ bye bye ဆိုပြီးဒုလို့လည်းမရပြန်အောင်ဆိုတော့ဘာဖြစ်မလဲမသိဘူးကိုအလွယ်ဆုံးပြောရမယ်ဆိုရင်တော့ဘာမှမကြည့်ပဲအလွယ်ဆုံးပြောရမယ်ဆိုရင်တော့เนาะ အလွယ်ဆုံးပြောရလို့ရှိရင်တော့ဟိုဥစားပထမသမရဒုတိယသမရအဲ့လိုသွားလို့ရတယ်နော်အဲ့လိုအဲ့လိုပုံစံမျိုးတွေသွားလို့ရတယ်အဲ့ခါကျတော့ political party အစ်စ်ဖြစ်တဲ့ဥခင်ကြီးတို့ဘာလို့ကျတော့ဘလို့ဖြစ်မှာလဲပေါ့အဲ့ဒါမျိုးကြီးကမိကွန်းတွေထုတ်စရာတွေဖြစ်လာတယ်နော်ဘလို့ဘလို့အာနာဟိုတခြားတခြားအဖွဲ့အစည်းကိုပြောနေမှာမဟုတ်ဘူးနော် NASA ကထဲမှာပဲ NASA ကနဲ့ပြီးခိုင်ပြိုးနဲ့ အဲ့ two entity အဲ့နှစ်ခုထဲမှာပဲဘလို့ position တွေဘလို့ခွဲဝေယူကြမလဲဆိုတာအဲ့အရာစိတ်ဝင်စားစရာအဲအချောင်းရင်းလေးတွေဖြစ်လာပါလိမ့်မယ်ဥမာဗျာဥခင်ကြီးတို့ပါလို့ဆိုလို့ရှိရင်ဘလို့ပုံစံမျိုးဘလို့ role မျိုးဘလို့ position မျိုးနဲ့နော်တင်းလျော်လဲဆိုလို့ရှိရင်အဲလက်ရှိ USDB ဥက္ကဋ္ဌကြီးဥခင်ကြီးတို့ပါလို့ဆိုရင်တော့အမျိုးသားလွတ်တော်ဥက္ကဋ္ဌပါဗောနော် ခုခင်အောင်မြင်လို့ပါဘူးအဲ့လိုပုံစံမျိုးကွာလို့ရှိရင်တော့မဆိုးပါဘူးအဲ့လိုမျိုးတင်းလို့ရလို့ထင်ပါတယ်ဒါထင်တာပြောတာနော် speculate လုပ်နေတေချာမလေးလာသေးဘူးထင်တာရေလျှောက်ပြောနေတာနော်မှန်တယ်မှားတယ်လုံးဝတာဝန်မယူဘူးနော်ဆိုတော့လူတွေအဲ့ဒီဘက်ကိုစပြီးတော့နော်အများပြည်သူများစပြီးတော့စဉ်းစားလို့ရအောင်လို့နော်စဉ်းစားစရာတခုရအောင်လို့ပြောပြနေတာနော် ။ဘာလို့ဆိုတော့အဲ့ဒီ rule ကအဲ့လောက်ကြီးအများကြီးအရင် articulate ဖြစ်ပြီးတော့အရင်ပြောဆိုရတဲ့ rule တော့မဟုတ်ဘူး။အဓိကအခရာကဘာလဲဆိုတော့သမရလည်းမဟုတ်ဒုတမရဒုတမရလည်းမဟုတ်ဘူး။ဘောစာလွတ်တော်ဥက္ကဋ္ဌလွတ်တော်ဥက္ကဋ္ဌနေရာဥတီခွန်မြတ်ထိုင်သွားတဲ့နေရာနော်အဲ့ဒီနေရာကတော့ဘယ်လိုစေ ော်တော်လေးကို articulate ဖြစ်ပြီးတော့ပြောဆိုပြီးတော့ဥပဒေတွေနားလည်တယ်လုံကြီးလုံထုံးတွေနားလည်တယ်လူเนาะအဲ့လိုဖြစ်ဖို့ရှိဖို့သူတို့ရှားလိမ့်မယ်เนาะ USD media ပဲလာမယ်ထင်တယ်သူတို့ရှားလိမ့်မယ်ကိုကိုအဲ့နေရာကို fail လုပ်ဖို့အတွက်တော့တယောက်မှလက်ရှိထဲမှာ talent ရှိတာဆိုလို့တယောက်မှတော့မတွေ့သေးဘူးမနေ့တိုင်းပြောရတယ် နော်ရှိလက်ရှိမှာပေါ့နော်ကိုမတွေ့တာဖြစ်မှာပေါ့နော်ရှင်းလက်ရှိမှာပါသူကသူတင်းလို့ရဲ့လူကြီးရှိပြီးသားနေပါလိမ့်မယ်နော်ဆိုတော့တိုင်းနာတော့တိုင်းနာတိုင်းနာတမရာတော့တဖွဲပါလာမှာပါနော်တမရာတိုင်းနာတမရာတော့တူပါလာမှာပါဒါလည်းသူရသူတို့ရှိပြီးသားပါနတ်ဆက်ကနဲ့ပလဲနံပါတ်1နဲ့ တိုင်းနာသမရာတွေရှိပါတယ်တိုင်းနာသမရာလုံနိုင်တဲ့အနေထားရှိပါတယ်နော်ဒါပေမဲ့ NASA ကနဲ့ပလဲနံပါတ်1နဲ့တချို့လက်နက်ကင်အာလက်နက်ကင်ဖွဲ့စည်းတွေရဲ့အဲခေါင်းဆောင်တွေကသူတို့ကလောလောဆယ်ထောင်းနေကြတော့ဒီဟာကိုလက်လွတ်ပြီးတော့ဥမာနော်ဆိုင်းမောက်ခန်းကြီးတို့လို့နော်ဆိုင်းမောက်ခန်းကြီးတို့လို့ဒီလိုမျိုးဒါကိုလက်လွတ်ပြီးတော့အခုလက်ရှိ ိုင်းနာလက်နဲ့ကင်ဖွဲ့စည်းရဲ့ခေါင်းဆောင်ကဘာပဲပြောပြောသူကအများကြီး lucrative ဖြစ်တယ်အများကြီးပို့ပြီးတော့ဥစ္စာဖြစ်တယ်ထောတယ်ဗောဗျာရှင်ရှင်လေးပဲအရက်စကားနဲ့ပြောတာအဲ့ဒါကိုလက်လွတ်ပြီးတော့ဒုသမရလုံမလားဗောအဲအဲ့ဒါမျိုးတွေလေချေချေပြင်းပြင်းစဉ်းစားခြင်းစဉ်းစားလို့ရပါတယ်နော်ဘယ်လိုပဲပြောပြောဘယ်လိုပဲကြည့်ကြည့်နော်ဒီခုလာမယ့် election က အဓိက majority ကတက်နေ USDP နဲ့ ਆ ပဲအဓိက power ခွဲယူမဲ့အခင်ချင်းသဘောမျိုးပါသူကတော့ legitimize လုပ်တာပေါ့နော်ဒါကတော့လုပ်တင်ပါတယ်အခုအခု peace ကလည်း peace forum ဆိုတာလည်းဒါပါပဲ international organization တွေနဲ့သူတို့ engage လုပ်မယ်ဒီအခု upcoming election ကိုတက်နိုင်တဲ့လောက်တရားဝင်ဖြစ်အောင်နိုင်ငံတကာလက်ခံအောင် ါမျိုးတွေသူတို့လုပ်နေတာပါဒီဟာဒီ foreign ဒီဟာနဲ့လည်းပြီးအောင်မှာမဟုတ်ဘူးနောက်ဆိုလို့ရှိရင်နည်းနည်းပိုစိတ်လာလိမ့်မယ်လို့ထင်ပါတယ်နည်းနည်းပိုစိတ်လာမယ်ဟိုသူတို့ engage လုပ်တဲ့အဖွဲ့တွေနည်းနည်းပိုများလာမယ်အဲအဲ့လိုယူဆပါတယ်အဲ့လိုတွေ့ပါတယ်เนาะအဲ့ဒါမှာပို့ပြီးတော့ the more the merrier ပေါ့เนาะပို့ပြီး legitimize ဖြစ်မှာပါဆိုတော့ခုနပြောသလိုပဲ ဒီ election ကတော့အဓိက USDP နဲ့ဓာတ်မတော်နဲ့အာနာအဲခွဲယူမယ်သဘောမှရှိတယ်ဒါပေမဲ့အယတာဥစ္စာပါတီတွေကိုဘယ်သူတွေကိုထုတ်သုံးမလဲဆိုတာဒါကတော့စောင့်ကြည့်ရမှာပါနော်ဥမာဒေါ်တတက်ခိုင်တို့ပါတီရှိမယ်ဥကူကိုကြီးပါတီရှိမယ်နော်ဒါအထင်ကြီးရရှိတဲ့ပါတီတွေပေါ့နော်အဲဒါမျိုးရှိမယ်နောက်ပြီးတော့ ဒေါက်တာနေဇင်လက်ရဲ့တပည့်တွေလုံနေတဲ့ပါတီရှိတယ်အမျိုးသားဘာညာဘာညာပါတီရှိတယ်အမ်ဆိုတော့အရင်အရင်အင်အားကြီးထွားနေတဲ့ပါတီရဲ့လို့မရှိပါဘူး USDP ကလွယ်လို့နော် USDP နဲ့ညှိပြီးတော့ဒီပါတီအသေးလေးတွေကလည်း USDP နဲ့ညှိပြီးတော့ဘယ်နေရာတွေဘယ်နေရာတွေဝင်ပြိုင်မယ်ကျူပြီးညှိထားနိုင်တော့ကောင်းတာပေါ့နော်ပါတီတွင် bilateral အဲ့လိုမျိုးညှိပြီးတော့လုပ်ကြပါပေါ့နော် တို့ကြရင်ပါဝါမှာပေါ့နော်ပါဝါတော့လေ platform တစ်ခုရတာပေါ့အဓိကအပြင်နော်လွတ်တော်ပြန်ပြန်ပြီးပေါ်ပေါက်လာတယ်ဆိုတာဒါကောင်းတဲ့အလားအလာတစ်ခုပဲလေဟုတ်တယ်မဒီဟာကိုကြိုဆိုရမှာပဲမဟုတ်ရင်မဟုတ်ရင်သွားလေတစ်သက်လုံးစတိုက်နေတော့မှလားတစ်သက်လုံးဟိုတော်လှန်ရေးတွေလုပ်နေတော့မှလားပေါ့နော်နော်အဲ့လိုအဲ့လိုအဲ့လိုရှိပါတယ်နော်ဒီကြားထဲမှာစန္ဒာမင်းတို့ဘာတို့ကလည်းပါလာမှာပဲဗျာဘူးနဲ့ ပါလာလိမ့်မယ်တနည်းမဟုတ်တနည်းပါလာလိမ့်မယ်သူကိုကိုကြီးနဲ့ပေါအောင်ပေါင်းမပေါင်းရင်သူကသူထောင်းရင်ထောင်းတခູ້ခູ້သူလုံးမှာပဲမလုံးလို့မရဘူးဘာလို့သူတို့တွေကဆက်သွားမှာပဲเนาะဆိုတော့အဲ့ဒီဘောရီတွေရှိရှိပါတယ်เนาะတနည်းအားစနှစ်နည်းအားစနိုင်ရင်နိုင်မှာပေါ့เนาะအင်းအားတော့အရန်နည်းမှာပေါ့ USDB ကိုပြန်ခံလို့မရတဲ့အတိုက်ခံအတိုက်ခံပါတီအစ်စ်ဆိုတာ opposition တကယ် real opposition တော့ မဖြစ်လာဘူးဖြစ်လာနိုင်စရာအကြောင်းမရှိဘူးဘာလို့လောစေအခင်းချင်းနေအဖြစ်တော့သို့ပေတော့လေလွတ်တော်ရဲမှာအာပြည်သူအသံဆိုပြီးအနေအနေအချင်းတော့သွားပြီး voice လုံးနိုင်နေအဲလွတ်တော်မှာတယောက်စားနှစ်ယောက်စားပါသွားမယ်ပေါ့နော်တကယ်ပုစုပစက်ဖြစ်နေတဲ့ issue တွေပေါ့နော်အာဒေါတာဝင်ရေးသုံးပါတော့ဘာလို့မထိခိုက်နိုင်တဲ့ issue မျိုးဆိုလို့ရှိရင်တော့ um discuss လုပ်လို့ရမှာပေါ့နော်ဥပမာတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုထိမယ်တာမတော်ရဲ့ဟိုစာကဏ္ဍကိုဟိုပျောက်ပြတ်သွားအောင် လုပ်မယ်မိမ့်မိမ့်သွားအောင်လုပ်မယ်အဲ့လိုမျိုး issue တွေဆိုရင်တော့လုံးဝပယ်ဖြတ်ပြီးတော့ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းရှိမယ်မထင်ပါဘူးဒါနိုင်ငံရေးသမားတွေသိရမယ်ကိစ္စကို common sense တွေပါနော်ဟိုဘယ်လိုဖြစ်ရမယ်ဘယ်ဟာဖြစ်ရမယ်ဘူးအဓိက အားထားပြီးတော့ပွားတဲ့လူတွေရှိသလို့ เนาะအဆင်ပြေအောင်ပေါ့เนาะ real politics เนาะတကယ် pragmatic ဖြစ်တဲ့ politician တွေလည်းအများကြီးပေါ်ပေါက်လာဖို့လိုပါတယ်မူကိုအဓိကထားပြီးတော့เนาะမူကိုအဓိကလက်ကင်ထားပြီးတော့သွားခြင်းနဲ့နိုင်ငံရေးသမားဖြစ်ရှင်တော့ဗမာပြည်ကအဲ့ဒီအခြေအနေမရောက်နေသေးပါဘူး the level of majority ကအဲ့ဒီအဲ့ဒီအခြေအနေမှာအဲ့ဒီအနေအထားမှာမရှိနေပါဘူးเนาะမရှိနေသေးပါဘူးအဲ့လိုလူမျိုးတွေပါလာလို့ရှိရင်ပွဲပြက်လိမ့်မယ် ပွဲပြပါလေနော်အဲအခုဟာ give a little take a little give a little take a little နည်းအပေးယူနဲ့သွားမယ်ဒီနေသားမှာရှိပါတယ်နော်ဟိုကပြက်မယ်ဒီဟာပြက်မယ်ဟိုကမမှန်ဘူးဒီဟာမမှန်ဘူးဟွာဟွာသွားလောက်တာနဲ့အဲပွဲပြက်ပြီပဲဒါဟွာဟွာလုံးလို့ရတဲ့အနေသားမှာမရှိနေပါဘူးနော်ဟွာဟွာနိုင်ငံရေးလှုပ်ချင်ဒီတိုင်းပြည်လာခဲ့တိုင်းပြည်လာခဲ့တင်ပေးမယ်နိုင်ငံရေးတမကောင်းကောင်းဖြစ်အောင်လုပ်ပေးမယ် ွားဟိုကကြိုက်တဲ့လောက်ပြောလို့ရကုန်းဆဲလဲရတယ်ဘာမှဖြစ်ဘူးဘာမှဖြစ်ဘူးနော်ဒိုင်းဒီလိုတိုင်းပြည်မျိုးတွေမှာလာလို့အဲ့အမျိုးဘာလို့ရုပ်ရှင်တွေကဟာတွေကြည်ပြီးဒီလိုတိုင်းပြည်တွေကမှာလုတ်တဲ့ဒီမိုကရေစီစံချိန်စံနှုန်းနေနဲ့ဗမာပြည်မှာသွားလို့လို့မရအောင်နော်မာရသွားလို့မရအောင် ပမာပြီးဘလို့မှမဖြစ်နိုင်တဲ့ကိစ္စတခုသွားလုတာဖြစ်တယ်။သွားလုတဲ့အတွက်ကြောင့်အလကားနေစစ်တပ်နဲ့ထက်ကြီးမယ်။စစ်တပ်ထက်ကြီးဟိုကောင်နဲ့ထက်လုံမယ်အမျိုးစုံနေဖြစ်မယ်တန်တရားလင်းမယ်နော်။ကတိတန်တရားအနေရုံထွက်အောင်လုပ်နိုင်ရမယ်နော်။ဒါပဲ။ဒီမိုကရေစီဆိုတာသူကသူကဒီမိုကရေစီဆိုတာပြောတော့တာတူတာဒါပေမဲ့ elect by the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  people for the people လို့သာပြောတာလေ level of compliance level of compliance ဘလောက် level သွားပြီးတော့ဘလောက်အတိုင်းအတာတိဒီမိုကရေစီကိုအသုံးချမလဲ implement လုပ်မလဲဆိုတာအဲ့ဒါ key ပါအဲ့ဒါ key ပါเนาะ level of compliance เนาะသူများတိုင်းပြည်တွေလောက်တာမျိုးတိုင်းလို့လို့မရပါဘူးသူများတိုင်းပြည်တွေနဲ့ကိုယ်တိုင်းပြည်နဲ့မတူဘူးမတူဘူးเนาะမတူတာတွေအများကြီးရှိတယ် နော်ဘာဖြစ်လို့မတူကားလဲဒီမိုကရေစီစစ်စစ်မှလိုချင်နေဆိုရင်တော့အဲ့ဒါဆိုရင်တော့ဆက်ပြီးတော့နောက်ထပ်နှစ်တရာဆက်တိုက်လဲရှားမှာမဟုတ်နော်ရှားမှာကိုကိုကြီးတို့ဘာလို့ဆိုလဲဒီဘဲတွေတိုက်နေတာကြားလာပြီအသက်60လောက်ရှိနေပြီအခုရတိပါလီမန် experience မရှိဘူးသူ့မှာလဲသူ့ပြည်ထောင်နဲ့သူအများကြီးပဲအပြောတာဆိုတော့အကုန်လုံး လက်ခံနိုင်တဲ့နိုင်ငံရေးဓမ္မတရားအနေနဲ့ပြောဆိုတာတွေကကောင်းတယ်နော်ဟိုဥစ္စာဖေရှင်ရှိတဲ့နိုင်ငံရေးဓမ္မတရားနော်နိုင်ငံရေးဓမ္မကောင်းတယောက်ပဲတို့ပေတော့လေသူ့မှာအတွေးကြုံမရှိဘူးပါလီမန်အတွေးကြုံမရှိဘူးအဲ့အမျိုးလေးတွေရှိတယ်နော်ဒါဒါသူတို့ရဲ့ flavor of the politics ကိုကြိုင်ပြောတာပါ left leaning ပေါ့နော် တက်တက်တက်ခိုင်တို့ဘာလို့ဆိုလို့ရှိရင်လဲဒါဘာပဲပြောပြောသူ့ဘဝမှာသူအများကြီးဖြည့်ထားတာနော်အများကြီးဖြည့်ထားတယ်ဆိုတာဘယ်လိုလဲဆိုတော့ပညာအရာရောဥစ္စာအရာရောနော်အတွေ့အကြုံအရာရောအများကြီးဖြည့်စည်းထားတဲ့ဟိုနိုင်ငံရေးသမားကောင်းတယောက်ပါနော်ဆိုတော့ဟိုပြည်သူလူထုကနည်းနည်းရွေးချယ်လို့ရတာပေါ့နော်ဆိုတော့ဘယ်ဟာကြိုက်လဲဘယ်ဟာအကောင်းဆုံးလဲကိုကစိုးရိမ်တာကသွားပြီးမဲသွားမထဲမှာစိုးရိမ်တာ နော် USDB မကြိုက်ထဲစရာမလိုဘူးနော် USDB အတွက် lobby လုပ်ပေးနေရမှာဘယ်သူမှ lobby မလုပ်ပေးဘူးဒီတိုင်းမနေရကိုယ့်အကူဒါပေမဲ့မဲမပေးပဲနဲ့တော့မနေကြပါနဲ့နော်တနိုင်တဲ့လောက်တော့ပေးကြပါနော်ပေးကြပါနော်ဟို be a good citizen နော် a true civilian and be a good citizen နော်မဲတော့ပေးကြပါနော်ကျေးဇူးပြုပြီးတော့မကြိုက်မပေးနဲ့ဘောမကြိုက်ဥမဒီဟာဒီလူက ဟိုစစ်တပ်နဲ့ပတ်သက်တယ်မကြိုက်ဘူးဆိုဒီလူနဲ့ဘယ်သူ opposition ရဲ့ဘယ်သူလဲအဲ့ဒီမှာဟိုစာဒီလူနဲ့ဆန့်ကျင်တာအဖြစ်ဆုံးပေးလိုက်ပေါ့တို့လည်းလေးပေးရလို့ don't waste your vote နော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးမဲပေးလို့ရအောင်နော်တက်တီကိုအများကြီးစတဲ့ပြီးတော့တိုက်ပွဲဝင်သွားတဲ့လူကြီးအများကြီးရှိတယ်နော် ူများတိုင်းပြည်တွေမှာဆိုလို့ရှိရင်မဲမပေးရလို့မဲပေးခြင်းလို့ဒီမိုကရေစီမရှိလို့ဒါမျိုးလုပ်နေရတဲ့တိုက်ပွဲဝင်နေရတဲ့လူတွေအများကြီးရှိတယ်နော်ဥပမာ North Korea တို့ပါတော့ China တို့ပါတော့နော်မဲပေးခြင်းကခါနေတာကိုလူမျိုးကမဲပေးပိုင်ခွင့်ရှိနေတဲ့အတွက်ကြောင့်မိမိရှိနေတဲ့အခွင့်အရေးကိုအသုံးချပါနော်ညံနေရှင်ပြီးစဉ်းစားပါ မဖြစ်နိုင်တာမလုပ်ပါနဲ့နိုင်မဲ့တိုက်ပွဲကိုပဲတိုက်ပါနော်စုကြည်မာစုကြည်မာမြောက်ပေးတိုင်းမလုပ်ပါနဲ့မိမိဘဝအများကြီးတန်ဖိုးရှိပါတယ်နော်နိုင်ငံရေးမှာဟိုလူကိုကြိုက်လို့ဒီပါတီကိုထောက်ခံလို့ဘဝအပြတ်ခံပြီးတော့စတဲ့ပြီးတော့တခါရဲဗမာပြည်ဒီမိုကရေစီရအောင်တိုက်အဲဘိုးရှစ်တွေလာမပြောနဲ့ဆောက်ယူစကားတွေလာမပြောနဲ့မိမိဘဝအများကြီးတန်ဖိုးရှိပါတယ်ဘယ်နိုင်ငံရေးထဲမှာဆိုနော် အဲ့ကြောင့်မိမိကိုယ်ကိုဟိုပြန်နိုင်လောက်ဖြေးပါနော်ဒီလောက်ပါပဲကျေးဇူးပါ now ဆိုရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာ now season မှာပြန်တွေ့ကြမယ်เนาะ